အကြမ်းဖက်မှုရဲ့ပြောင်းလဲမှုတွေတောင်းပြီးယနေ့ခေတ်အနည်းရရှိဆုံးဖွဲ့စည်းတွေကိုလေ့လာကြည့်ရအောင်ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုတိုက်ဖျက်ရေးဟာတော်တော်ရှုပ်ထွေးပြီးအမြဲပြောင်းလဲနေတဲ့စိန်ခေါ်မှုကြီးတစ်ခုပါချင်းချောက်မှုတွေရဲ့ပုံစံတွေပြောင်းလဲနေပေမဲ့လည်းအဖွဲ့အစည်းတချို့ကတော့ဆက်လက်ပြီးအနည်းရကြီးကြီးမားမားဖြစ်နေတော့မှာပဲဒါကြောင့်နိုင်ငံတကာအာရုံစိုက်မှုနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုတွေလိုအပ်နေပါတယ်အစ္စလာမစ်နိုင်ငံ IS ရဲ့မကုံဆုံးနိုင်တဲ့ချင်းချောက်မှု နယ်မြေအရှုံးတွေရှိပေမဲ့ IS ကကဘာလုံးဆိုင်ရာဆက်နွယ်မှုတွေနဲ့ဆက်ပြီးလှုပ်ရှားနေလုံးပါ Iraq ရဲ့တဲကန္နာရတွေကနေ Africa ရဲ့မတည်ငြိမ်တဲ့ဒေသတွေထိ IS နဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ Islamic နိုင်ငံခိုးရာစံပြီးနဲ့ ISK နဲ့ Islamic နိုင်ငံအနောက် Africa ပြည်နယ် ISW တို့ကအကြမ်းဖက်မှုတွေကိုဆက်ပြီးလုပ်နေလုံးပဲ2014ခုနှစ် Iraq ရဲ့ Camp Spitra အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုလိုမျိုးတိုက်ခိုက်မှုတွေကိုလှုပ်ဆော်နိုင်စွမ်းနဲ့လုပ် ဆောင်းနိုင်စွမ်းတွေကသူတို့ရဲ့မကုံဆုံးနိုင်တဲ့ချိန်ချောက်မှုကိုပြနေတာပါခေါင်းဆောင်တွေပြောင်းလဲတာကအနောက်ရှက်ဖြစ်ပေမဲ့သူတို့ရဲ့အကြမ်းဖက်နိုင်စွမ်းကိုမဖြည့်ဆည်းနိုင်သေးပါဘူးလက်ရှိခေါင်းဆောင်အဘူဟက်အဟာရှိမီအကူရာရှိက2003ခုနှစ်အီရက်ရဲ့အုံကြွမှုကနေမွေးဖွားလာတဲ့အဖွဲ့အစည်းကိုဥဆောင်နေတော့မှာဆာဟဲဒေတာရဲ့တည်ငြိမ်မှုပြပြလာခြင်းဂျာမန်နူဆာရဲ့အစ္စလမ်ဝါလ်မု슬ီမင် JAIN ကျေပြန့်ပြီးမငြိမ်သက်တဲ့ဆာဟဲဒေတာမှာ အီရတ်အဂါလီဥဆောင်တဲ့ဂျာမနူစရဲ့အစ္စလမ်ဝါမွတ်စလီမင်း JAIN က2018ခုနှစ်မှာစတင်ဖွဲ့စည်းပြီးကတည်းကအ धिक တည်ငြိမ်မှုပြပြစေတဲ့အင်အားစုတစ်ခုဖြစ်လာခဲ့တဲ့စစ်ပတ်နဲ့အရက်ဖက်ပြစ်မှတ်တွေကိုရှုပ်ထွေးတဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့လို့လူအများပြားတည်ဆုံးခဲ့တယ်။ဒါကြောင့်ဒေတာတွင်းနဲ့နိုင်ငံတကာလုံခြုံရေးအတွက်အ धिक စိုးရိမ်စရာဖြစ်နေပါတယ်။တနိပခအရှိန်မြင့်လာခြင်း Hamas 2023ခုနှစ်အောက်တိုဘာခုနှစ်ရက်နေ့ကဖြစ်ရက်တွေကြောင့်ဟာမတ်စ်ကိုအဓိကအာရုံစိုက်လာကြတဲ့ရာယာစင်ဝါဥဆောင်တဲ့ဒီအဖွဲ့ဟာ1989ခုနှစ်မှာစတင်ခဲ့ပြီးဂါဇာကမ်းမြောင်ဒေသမှာအဓိကလှုပ်ရှားနေတာပါတောင်ပိုင်းအစ္စရေးကိုအကြီးအကျယ်တိုက်ခိုက်တာကအစ္စရေးပါလက်စတိုင်းပြည်ပခါကိုအကြီးအကျယ်မြင့်တက်စေခဲ့တယ်ဒါကဟာမတ်စ်ရဲ့လူအများပြားတည်ဆုံးစေနိုင်တဲ့စွမ်းရည်နဲ့ဒေသကိုမတည်ငြိမ်အောင်လုပ်နိုင်တဲ့စွမ်းရည်ကိုပြနေတာပါအရှေ့အာဖရိကမှာ အယ်ရှာဘက်ရဲ့ဆက်လက်ချင်းချောက်မှုဆိုမာလီယာနဲ့အရှေ့အာဖရိကမှာအာမတ်ဦးမာအဖူးဦးပိုင်နာဦးဆောင်တဲ့အယ်ရှာဘက်ကဆက်ပြီးပျက်စီးမှုတွေလုပ်နေတော့မယ်2006ခုနှစ်မှာစတင်ခဲ့ပြီးကတည်းက2010ခုနှစ်မိုကာတီရှူထရက်ကဘုံခွဲတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုတွေအများကြီးလုပ်ခဲ့တယ်သူတို့ရဲ့တရှိမှုကဒေတာကိုမတည်ငြိမ်စေပြီးဒေတာခံလူထုနဲ့နိုင်ငံတကာလုံခြုံရေးအတွက်အကြီးအကျယ်ချိန်ချောက်မှုဖြစ်နေတာပါပဲ Tirik Italy Ban Pakistan TTP ပြန်လည်ပေါ်ပေါက်လာခြင်းပါကစ္စတန်မှာလှုပ်ရှားနေတဲ့မူတီနူးဝါလီမဆုတ်ဦးဆောင်တဲ့တီရစ်အီတာလီဘန်ပါကစ္စတန် TTP ကစိုးရိမ်စရာကောင်းလောက်အောင်ပြန်ပေါ်လာတာကိုပြသခဲ့ပါတယ်2014ခုနှစ်ပီရှောဝါအာမီအများပြည်သူအကြောင်းကိုတိုက်ခိုက်တာကသူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြသနေတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဥပမာတစ်ခုပါ အကျန်းဖတ်မှုရဲ့ပြောင်းလဲနေတဲ့သဘောတဘာဝကိုသတိပြုဖို့အရန်အရေးကြီးပါတယ်။ခေါင်းဆောင်တွေပြောင်းလဲတာတိုက်ခိုက်ရေးနီးပြူဟာတွေပြောင်းလဲတာဒေတာတွင်းအခြေအနေတွေပြောင်းလဲတာတွေကအမြဲပြောင်းလဲနေတဲ့ချင်းချောက်မှုမြင်ကွင်းကိုအထောက်အကူပြုနေပါတယ်။ဒီအဖွဲ့တွေရဲ့အနေရတွေကိုရှင်းချဖို့အတွက်အမြဲတမ်းသတိရှိနေဖို့နဲ့လက်ရုံးညီထွေရှိတဲ့အကျန်းဖတ်မှုတိုက်ဖြတ်ရေးနီးပြူဟာတွေလိုအပ်ပါတယ်။